တဘွားရဲ့ profile ဆရာကောင်းတဲ့နေရာတူ EOD ဘဏ်ရဲ့ MP credit card နဲ့တူဖြတ်ထားတာ EOD ဘဏ်ရဲ့ MP credit card နဲ့ဆိုလို့ကျွန်တော်တို့တူတူထားနိုင်တယ်တက်တော်88နှစ်ရှိပြီဖြစ်တဲ့ထိုင်းပြည်မင်းမြတ်ဘူမိဘောအတူရာတက်ရှိအုံနောက်ထဲမှာဂျီရီတပြည့်ပြည့်ထက်မှန်များပြလာတဲ့အတွက်ယောနေစေတဲ့ခွဲစိတ်ကူတောင်းမှုတစ်ခုကိုထိုင်းနိုင်ငံဆီယဝင်ကြီးတွေကလှုံ့ဆော်နေတယ်လို့ဘီရင်နန်တော်ကပြောကြားခဲ့ကြောင်း AFP သတင်းဌာနရဲ့ဂျွန်လ20ရက်နေ့သတင်းတရရသိရှိရပါတယ် ဂျွန်လ14ရက်နေ့မှာပြုလုပ်ခဲ့တဲ့ဓမ္မဆစ်ဆေးချက်ရဘီရင်ကြီးရဲ့အုံနောက်ထဲမှာအရေရေပုံပုံများပြားလာတယ်လို့တော်ဝင်ဘီရင်မိသားစုရဲ့တာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။ဂျွန်လ19ရက်ကဘီရင်နန်းတော်ကနေနောက်ဆုံးထုတ်ပြန်ခဲ့တဲ့ဘီရင်ကြီးရဲ့ကျမ်းမာရေးအခြေအနေအားဘီရင်ကြီးရဲ့အုံနောက်ထဲမှာရှိနေတဲ့အရေပိုတွေကိုစုတ်ထုတ်ဖို့အတွက်ပြွန်သေးလေးတစ်ခုတက်ဆင်ရမယ်လို့ထိုင်းနိုင်ငံဆရာဝန်ကြီးတွေကပြောကြားခဲ့ပါတယ်။အဲ့ဒီခွဲစိတ်ကုသမှုကိုပြုလုပ်ရမှာမေးစင်းမတုံမဲ့ပြုလုပ်ခဲ့ပြီးခွဲစိတ်မှုအောင်မြင်ခဲ့တယ်လို့ထည့်သွင်းထုတ်ပြန်ခဲ့ပါတယ်။ ထိုင်းပြည်မင်းမြတ်ဟာပြည်သူပြည်သားတွေရဲ့ချစ်ခင်လေးစားမှုကိုအလွန်မင်းရရှိထားသူဖြစ်တဲ့အတွက်ထိုင်းပြည်ကြီးရဲ့ကျန်းမာရေးခြင်းနဲ့ပြည်သူပြည်သားတွေအတွက်အများစွာအရေးပါနေပါတယ်။ထိုင်းပြည်မင်းမြတ်ပူပီဘောဟာဘိန်းတက်ကလထိုင်းနဲ့သာနေထိုင်နေရပြီးအများပြည်သူကြားမှာမြင်တွေ့ရဖို့ခင်းရင်းလာပါတယ်။ဘိန်းကြီးဟာလွန်ခဲ့တဲ့နှစ်နှစ်ကအုံနောက်တဲ့ရေရောက်မှုအသက်ရှူရာခက်ခဲမှုတို့ပြင်အခြားဘက်တီးရီးယားကူးစက်ရောဂါတွေကြောင့်ဘီယင်ကြီးရဲ့အချိန်တော်တော်များများကိုဆေးရုံမှာပဲအချိန်ကုန်ဆုံးခဲ့ရပါတယ်လို့ AFP သတင်းတရမှာဖော်ပြထားပါတယ်။ thank you